ချစ်ခင်လေးစားပါတော့မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်ဒီနေ့2014ခုနှစ်နိုဝင်ဘာလ၄ရက်နေ့မှာဆိုရင်တော့မြေပြည်တော်မှာရှိတဲ့မြန်မာပြည်ပြည်ဆိုင်ရာ convention ဘို့ဒါနာတက်မှာကျင်းပပြုလုပ်မယ်25ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများကျင်းပနိုင်ရတဲ့အတွက်ပြုဆောင်ပြည်အစမ်းလေးကျင်းမှုများအားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ ကြီးစုဆက်စဲမှာဖြစ်ပါတယ်။ဒီကြီးစုဆက်စဲမှုနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများနဲ့သိရှိစေနိုင်မှုအတွက်ရိုက်ကူတင်ဆက်ပေးသွားပါမယ်ရှင်။မိဘပြည်သူများရှင်ကြီးစုဆက်စဲခဲ့ရာတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်ပေမဝင်မောင်းနိုင်အာဆီယံထိပ်သီးနှင့်အရှိအာရှထေသီအစီအဝေးတက်ရောက်ကြမဲ့နိုင်ငံများမှာနိုင်ငံအကောင်ဆောင်များနဲ့အစိုးရအဖွဲ့အစည်းကများအားကြိုဆိုနှုတ်ဆက်မယ်နေရာတွင် ြင်ဆင်ထားရှင်မှုများအားကြည့်ရှုခဲ့ပါတယ်။အရင်နာမှာတော့နိုင်ငံတော်သမရသည်25ကြိမ်မြောက်အာဆီယံထဲတည်းအစည်းအဝေး9ကြိမ်မြောက်အရှေ့အာရှထဲတည်းအစည်းအဝေးနဲ့18ကြိမ်မြောက်အာဆီယံအပေါင်းသုံးထိပ်သီးအစည်းအဝေးကျင်းပမယ်။ဗရမယာခမ်းမာမှာကြိုတင်ပြင်ဆင်ထားရှိမှုများအားကြီးစုစစ်ဆေးခဲ့ပါတယ်။ လပ်ပြီးအာဆီယံနိုင်ငံများနဲ့ဆွေးနွေးဘက်နိုင်ငံများရဲ့အစီအဝေးများကျင်းပမယ်။နီလာခမ်းမနဲ့ညခမ်းမ6ချိန်မြောက်မဲကောင်ဂျပန်ထိပ်သီးအစီအဝေးကျင်းပမယ်။အခမ်းအမန့်နှစ်တုံညာတရှိတိုးကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါရယ်။နောက်မှာတော့နိုင်ငံတော် သမရသည် နိုင်ငံ့ကောင်းဆောင်များနားနေကန်ပြိတ်ဆောင်ကန်းနဲ့ညစာစာဝဲမတိုင်မီနိုင်ငံ့ကောင်းဆောင်များအားကျူးစွန်နှုတ်ဆက်မဲ့နေရာများအားကြည့်ရှုစစ်ဆေးခဲ့ပါတယ်ဆလပီကျောက်ဆင်းခမ်းမမှာကျွမ်းမပြုလုံးမယ် 25ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွံ့ဖွဲအစည်းအဝေးဂုံပြုညစာစာဝဲအခမ်းအနားစီစဉ်နေအာဆီယံထိပ်သီးအစည်းအဝေးပိတ်ပွဲနေအာဆီယံဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးရပွဲအစည်းအဝေးဝှစ်ဆောင်ပြည့်အစမ်းလေးတင်မှုအားကြည့်ရှုဆစေးကြရာကျန်းပါရေးဦးစီးကော်မတီနဲ့ဆက်ကော်မတီများမှတာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြပါဗျာ ရီနာမှာတော့နိုင်ငံတော်သမ္မတသည်ခေတီအစည်းအဝေးများကိုတက်ရောက်မယ်။ဧည့်သည်တော်များတဲခုံနိုင်ရင်ဟိုတယ်များကြိုတင်ပြင်ဆင်ထားရှိမှုအားလှည့်လည်ကြည့်ရှုဆက်ဆဲခဲ့ပါတယ်။ပြပပြည်သူများရှင်နေပြည်တော်မှာနိုဝင်ဘာလ12ရက်မှ13ရက်ထိကျင်းပပြုလုပ်မယ်။ 25ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးများအောင်မြင်စွာကျင်းပနိုင်ရေးအတွက်စက်ကော်မတီ18ခုဖွဲ့စည်းဆောင်ရွက်ခဲ့ရာယခုအခါသက်ဆိုင်ရာကဏ္ဍအလိုက်ချိုးတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းကိုလည်းသိရှိခဲ့ရပါတယ်ကြည့်ရှုအပ်ပေးခဲ့ကြရတဲ့မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရရှင်။